မင်္ဂလာပါရှင်ဒီနေ့အောက်တိုဘာ22ရက်နေ့အတွက် People's Spring ရဲ့နေ့လယ်ခင်းဒီနောက်ဆုံးရထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုပြပြပေးပါမယ်ရှင်အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါပြည်သက်နိုင်ငံပါရီမြို့တော် Loop ပြရိုက်ကနန်းစင်ယတနာတွေကိုဘလို့ဖောက်ထွင်းခိုးယူခဲ့တယ်လဲဆိုတာပြောပြပါမယ်ဒီဖောက်ထွင်းမှုကြောင့်ဆုံးရှုံးခဲ့ရတဲ့နန်းစင်ယတနာတွေရဲ့တန်ကြီးကဒေါ်လာတန်းတရာကျော်အထိများပြားနိုင်တယ်လို့သိရပါတယ်အောက်တိုဘာ16ရက်နေ့မှာ ပြင်သစ်တနိုင်ငံလုံးကိုလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေမယ့်ဖောက်ထွင်းမှုတစ်ခုကနိုင်ငံရဲ့အထင်ရှားဆုံးလူပြလိုက်ကြီးမှာပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ဆောက်လုပ်ရေးအလုပ်သမားတွေအဖြစ်ဟန်ဆောင်ပြီးညနေဖုံးတွေဆွတ်ထားသူ၄ဦးကပြထက်ရဲ့စိမ့်မြက်ပတ်ချံကန်းနာလန့်ရဲ့အပေါ်ထက်ပရင်ပေါက်စီကို လေကားတက်ထားတဲ့ထရက်ကတစီးအသုံးပြုပြီးချင်းကပ်ခဲ့ပါတယ်။သူတို့ကပရင်ပေါက်ကိုခွဲဝင်အဲ့ဒီနောက်နန်းစင်ရတနာကိုမျိုးကိုလူရက်ပြီးမော်တော်ဆိုင်ကယ်တွေနဲ့ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။ ဒီဖောက်ထွေးမှုတစ်ခုလုံးကကြာချိန်9မိနစ်လောက်အတွင်းပြီးမြောက်အောင်မြင်သွားခဲ့တာလို့သိရတာပါ။စုံတော့တွေကအဲ့ဒီတကိုးတွေဟာ professional အဆင့်ထိပ်သီးဖောက်ထွေးဝိဇ္ဇာမျိုးတွေဖြစ်နိုင်တယ်လို့သုံးသပ်ထားကြပါတယ်။သူတို့တွေကလက်နက်တွေကိုင်းဆောင်မလာပေမဲ့ဖောက်ထွေးရေးလုပ်ငန်းသုံးအပေါ့စားကရိယာငယ်တွေနဲ့လုံခြုံရေးဝန်ထမ်းတွေကိုချိန်ချောက်ခဲ့ပါတယ်။သူတို့ကလှော့ဆက်အသေးစားလေးတွေတတ်ထုတွေကိုအေးဖြောတဲ့မိမုတ်ဆက်တွေကိုတဲဆောင်လာကြတာပါ။ပြားတိုက်ဖွင့်ကာစားအချိန်မှာဖြစ်ပွားတဲ့အဲ့ဒီဖောက်ထွေးမှုမှာ နန်းစင်ယတနာကိုမျိုးခိုးယူခံခဲ့ရတာဖြစ်ပါတယ်။ဒီတဲကတရဖူတစ်ခုကိုတော့တခိုးတွေကကြာကြံခဲ့လို့ပြန်ရခဲ့ပါတယ်။ဒါကြောင့်တကယ်တမ်းမှဆုံးရှုံးသွားတာကနန်းစင်ယတနာ၈မျိုးဖြစ်ပြီးတန်ဘိုးကယူရို၈၈သန်းတနည်းအားဖြင့်ဒေါ်လာ၁၂သန်းလောက်ထိများပြားနိုင်တယ်လို့သိရပါတယ်။ပါရီမြို့ရဲ့ဧည့်သည်လာရောက်မှုအများဆုံးပြလိုက်ကြီးကအောက်တိုဘာ၂၁ရက်နေ့အထိပိတ်ထားစေလို့မြို့ကန်တွေပြောပါတယ်။ဒီဖြစ်ရက်ကတာမန်ဖောက်ထွင်းမှုတခုမဟုတ်ပဲပြင်သစ်ရဲ့ရှေးဟောင်းအမွေးနှစ်တွေကိုထိပါမှုဖြစ်ခဲ့တယ်လို့ နိုင်ငံအတွက်လည်းသိခါကြစရာအခြေအနေလို့ယူဆနိုင်တာကြောင့်ရဲတွေကတရားခံကိုအပူတပြင်းစုံစမ်းနေပါတယ်။တခြားတစ်ဖက်မှာလည်းတရားခံတွေကိုမိခင်ရင်တောင်မှခိုးရပါပစ္စည်းတွေကိုဘယ်တော့မှပြန်မရနိုင်တော့တာမျိုးကြုံကောင်းကြုံလာနိုင်တယ်လို့ပညာရှင်တချို့ကသတိပေးထားပါတယ်။နန်းစင်ယတနာတွေရဲ့ကြောင်းမြတ်ယတနာတွေကိုဖြုတ်ယူထုခွဲပြီးငွေကြေးခွာချလိုက်တာမျိုးအစီအစဉ်တွေကိုပေါ့ထွင်ရေးသမားတွေကကြိုတင်ရေးဆွဲထားပြီးသားဖြစ်နိုင်တယ်လို့သူတို့ကထောက်ပြပါတယ်။ပါရီရဲတပ်ဖွဲ့က ဖောက်ထွေးမှုဆိုင်ရာစုံစမ်းစစ်ဆေးရေးမှာအကျွမ်းကျင်ဆုံးရဲရာရှိတွေကိုစုစည်းပြီးအထူး unit တစ်ခုဖွဲ့စည်းထားလိုက်ပါတယ်။ခိုးယူခံရတဲ့နေရာမှာပြင်သစ်မင်းဆက်တွေပိုင်ဆိုင်ခဲ့ပြီးမြစိန်စတဲ့အကြောင်းမြတ်ယတနာတွေစီချဲထားတဲ့တရဖူး၊ရင်တိုး၊လဲဆွဲ၊နှဆွဲစတာတွေပါဝင်တယ်လို့သိရပါတယ်ရှင်။ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့မျက်နှာဆုံကြီးဆွေးနွေးမဲ့ကိစ္စကိုအမေရိကန်ဘက်ကဆိုင်းငံ့ထားလိုက်ပါတယ်။ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ဖြေရှင်းရမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူ့အနေနဲ့အချိန်ဖြုံးယုံတက်တက်အစည်းအဝေးမျိုးမလုပ်ချင်ဘူးလို့ပြောပါတယ်။အစောပိုင်းတုန်းကတော့ရုရှားယူကရိန်းစစ်ပွဲရက်ဆိုင်ရေးအတွက်ဟန်ဂေရီနိုင်ငံဘူဒါပက်စ်မြို့မှာသူနဲ့ပူတင်တို့အတွေ့အကြုံကြမယ်လို့ထရမ့်ကကြေညာခဲ့ပါတယ်။ဒါကယူကရိန်းစစ်ပွဲအရေးအတွက်ရုရှားအမေရိကန်ဒုတိယအကြိမ်ထိပ်သီးအစည်းအဝေးဖြစ်လာမှာပါ။ထရမ့်နဲ့ပူတင်တို့ကဩဂတ်လတုန်းကလည်းအမေရိကန်ရဲ့အလာစကာပြည်နယ်မှာတွေ့ဆုံခဲ့ဘူးပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကပူတင်နဲ့အပြုသဘောဆန်တဲ့ဖုန်းဆက်ဆွေးနွေးမှုတွေအပြီးမှာ လူချင်းတွဲဖို့ချိန်ဆခဲ့တာလို့ထရမ့်ကပြောပါတယ်။ဒီအပေါ်ရုရှားဆိုးရကလည်းနှစ်နိုင်ငံခေါင်းဆောင်တွေတွေ့ဆုံရေးအစီအစဉ်အတွက်ချက်ချင်းညှိနှိုင်းလှုပ်ဆောင်နေပြီလို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့အောက်တိုဘာ22ရက်နေ့မှာတော့အင်ဖြူတော်ကထရမ့်နဲ့ပူတင်တို့ဟာလလော့လလတ်မှာတွေ့ဆုံကြမယ့်အစီအစဉ်မရှိဘူးလို့ကြေညာခဲ့ပါတယ်။စစ်ပွဲရဆိုင်းရင်းနဲ့ပတ်သက်လို့နှစ်ဖက်ကတင်ပြတဲ့အဆိုပြုချက်တွေမှာအထက်ကအချက်လက်တွေကွဲလွဲမှုအရန်ကြီးမားနေကြောင်းသိလာရတဲ့နောက်အခုလိုအစည်းအဝေးရွှေဆိုင်လိုက်တာလို့လည်းယူဆရပါတယ်။ ဒီအကြောင်းကိုအင်ဖီရိုမာသတင်းတောက်တွေမေးတဲ့အခါထရမ့်ကနောက်နှစ်ရက်လောက်ကြာမှာတော့ပိုပြီးအသေးစိတ်ထုတ်ပြန်ချက်တွေထွက်ပေါ်လာနိုင်ကြောင်းရုရှားယူကရိန်းစစ်မြေပြင်မှာအပြောင်းအလဲတွေအမျိုးမျိုးရှိနေကြောင်းသူ့အနေနဲ့ကတော့အချိန်ဖြုံးယုံတက်တက်ဖြစ်မဲ့အစည်းအဝေးမျိုးကိုမလုပ်ချင်ကြောင်းထရမ့်ကပြောကြားသွားပါတယ်အမေရိကန်နိုင်ငံသားဝန်ကြီးမာကိုရူဘီရိုနဲ့ရုရှားနိုင်ငံသားဝန်ကြီးဆာဂျီလာဗရော့ဖ်တို့ကအောက်တိုဘာ20ရက်နေ့မှာဘူတာပက်စ်အစည်းအဝေးဖြစ်မြောက်ရေးကိစ္စဖုန်းဆက်ဆွေးနွေးခဲ့ကြပါသေးတယ် ဲ့ဒီဆွေးနွေးမှုကအပြုသဘောဆန်းခဲ့တယ်လို့ရုရှားဘက်ကကြေညာပါတယ်။ဒါပေမဲ့အမေရိကန်ရဲ့ထုတ်ပြန်ချက်မှာတော့အပေါင်းလက္ခဏာဆောင်တဲ့သဘောထားမျိုးမှတ်ချက်ပေးထားတာမရှိခဲ့ပါဘူး။အမေရိကန်နိုင်ငံသားဝန်ကြီးဌာနရဲ့အဆိုအရရူဘီရိုနဲ့လာဗရော့ဖ်တို့ကအခုသတင်းပတ်ကုံမှာ နောက်တစ်ချိန်ဖုန်းထပ်ပြောဖို့စီစဉ်ထားကြောင်းသိရပါတယ်ရှင်။ဆက်လာပြီးတော့ပြည်တွင်းသတင်းတွေကိုသတင်းကားပြောပြပေးသွားပါမယ်။တရား52ကြိမ်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IBU ညီလာခံကိုတက်ရောက်လာတဲ့ အာဆီယံနိုင်ငံတွေရဲ့အလွှတ်တော်အမတ်တွေဟာစကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုအတိအမှတ်မပြုကြဖို့အစောနေကြပါတယ်။ဆစ်ဇလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပနေတဲ့ IPU ညီလာခံကိုတက်ရောက်လာတဲ့အာဆီယံလွှတ်တော်အမတ်တွေဟာနိုင်ငံတကာအတိုင်းအဝိုင်းအထူးသဖြင့်ဥရောပသမဂ္ဂ EU အနေနဲ့မြန်မာပြည်အရေးကိုအာရုံစိုက်ကြဖို့စစ်ဘေးရှောင်ဒုက္ခသည်တွေကိုကူညီကြဖို့နဲ့စကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုအတိအမှတ်မပြုကြဖို့တောင်းဆိုခဲ့ကြပါတယ်။အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကလွှတ်တော်အမတ်တွေဟာစကောင်စီရဲ့ရွေးကောက်ပွဲကိုအတူအယောင်ရွေးကောက်ပွဲလို့ကြေညာခဲ့ပြီး အဲ့ဒီအတူအယောင်ရွေးကောက်ပွဲဟာမြန်မာပြည်သူတွေအတွက်သာမကလူအခွင့်အရေးဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေဆက်လက်ခိုင်မာဖို့အာဆီယံဒေသတွင်းနိုင်ငံတွေအတွက်ပါချင်းချမှုဖြစ်စေတယ်လို့အင်ဒိုနီးရှားလွှတ်တော်အမတ်မာစီခရစ်စတီဘာရမ်ကပြောပါတယ်အတူအယောင်ရွေးကောက်ပွဲဟာမြန်မာပြည်သူတွေအားလုံးအတွက်လွတ်လပ်ပြီးတရားမျှတမှာမဟုတ်ဘူးလို့အာဆီယံလွှတ်တော်လူအခွင့်အရေးကော်မတီဥက္ကဋ္ဌဖြစ်သူမာစီခရစ်စတီဘာရမ်ကဆိုပါတယ်မြန်မာပြည်သူတွေရိုဟင်ဂျာပြည်သူတွေကိုပံ့ပိုးကူညီချဖို့နဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲတွေကိုအတိအမှတ်မပြုချဖို့သူကတောင်းဆိုသွားတာပါမလေးရှားလွတ်တော်အမတ်ဝမ်ချန်းကလည်းမြမအရေးနဲ့ပတ်သက်လို့ဥရောပသမဂ္ဂလွတ်တော်အမတ်တွေအပေါ်ဝင်အဖွဲ့အစည်းတွေနဲ့တွေးဆောင်ခဲ့တယ်လို့အတည်ပြုထားပြီးအထူးတကားအလုံဆောင်နိုင်တာတွေကိုဆွေးနွေးခဲ့ကြတယ်လို့ပြောပါတယ်ဒီနှစ်ကုန်ပိုင်းမှာကျင်းပဖို့ရှိတဲ့စစ်ကောင်စီရွေးကောက်ပွဲကိုလက်ခံလို့မရကြောင်းခိုင်မာပြတ်သားတဲ့သတင်းစကားကိုအတိပေးနိုင်ခဲ့တယ်လို့ဆိုပါရယ်အဲ့ဒီသတင်းစကားကိုသူမိခင်နိုင်ငံမလေးရှားကိုပြန်လည်တည်ဆောင်သွားမယ်လို့လဲလွတ်တော်အမတ်ဝမ်ချန်းကပြောပါရယ် စကောက်စီရွေးကောက်ပွဲကိုအတိအမှတ်မပြုဖို့နဲ့ရွေးကောက်ပွဲလေးလောက်စောင့်ကြည့်သူတွေမစင်လွတ်ဖို့မလေးရှားနိုင်ငံသားရေးဝန်ကြီးဌာနကိုတောင်းဆိုသွားမှာဖြစ်တယ်လို့လွှတ်တော်အမတ်ဝန်ချန်းကအဆက်ပြောပါတယ်။နိုင်ငံတကာပါလီမန်မြောက်အဖွဲ့ IPU ဟာကမ္ဘာနိုင်ငံပေါင်း180ကျော်ကနိုင်ငံတော်အစ်စ်လွှတ်တော်တွေနဲ့အဖွဲ့စည်းထားတာလို့သိရတာပါ။မြန်မာနိုင်ငံမှာ2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း IPU အမှုဆောင်ကောင်စီဟာ2020ရွေးကောက်ပွဲအနိုင်ရလွှတ်တော်အမတ်တွေနဲ့စုဖွဲ့ထားတဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကို အဓိကအစွန်းလေးဘက်အမေဖက်အဖြစ်အတိမတ်ပြုခဲ့ပြီးဒီနေ့အထိလဲဆက်လက်အတိမတ်ပြုထားဆဲပါလက်ရှိဂျနီဗာမြို့မှာကျင်းပနေစဉ်ညနာခံကိုလည်းမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အဖြစ်ဒေါက်တာဝင်းမြတ်အင်းနဲ့ဒေါ်စင်မအောင်တို့ဦးဆောင်ပြီးတက်ရောက်နေတယ်လို့ CRPH ကအော်တိုဗလာ22ရက်မနေ့ကသတင်းထုတ်ပြန်ထားပါတယ်ရှင်စတောင်းမြေအရှိဘကံဗကောတိုင်းရေတာရှိမြို့နယ်တဲကစစ်ကောင်စီတက်စကန်တစ်ခုကိုသိမ်းပိုင်နိုင်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းဆက်ဌာနကအော်တိုဘာ22ရက်မနေ့ကထုတ်ပြန်ပါတယ် စတောင်းမြေအရှိဘကံကအရွာတဲ့ကြေးရွာမှာအင်အား60ဝန်းကျင်နဲ့အထိုင်းစခန်းချထားတဲ့စစ်ကောင်စီတပ်ကိုနေပြည်တော်တိုင်းစစ်ဌာနလက်အောက်ခံတပ်ရင်းတွေစုဖွဲ့ထားတဲ့ဗျူဟာစစ်ကြောင်းကအော်တိုဘာ20ရက်မှာဝင်တိုက်ခဲ့တာလို့ဆိုပါရယ်တိုက်ပွဲမှာစစ်ကောင်စီတပ်ကတပ်ရင်းမှုအပေါင်းဝင်15ရောက်တိုက်ဆုံးခဲ့ပြီးစစ်တုပ်ပန်းနှစ်ဦးဖမ်းမိထားပါရယ်တိုက်ဆုံးသွားတဲ့တပ်ရင်းမှုဟာလေကြောင်းရန်ကာကွယ်တပ်ကဒုတိယဗိုလ်မှူးကြီးညီညီနိုင်ဖြစ်တယ်လို့ဖော်ပြပါရယ်တပ်ရင်းမှုညီညီနိုင်ကိုလက်ရဖမ်းဆီးချိန်မှာပစ္စတိုထုတ်ပြီးခုခံမှုပြုလုပ်ခဲ့တာကြောင့် အသေးပြတ်တက်လိုက်ရတယ်လို့အတည်ပြုပါတယ်စစ်ကောင်စီတပ်ရဲ့ရွာသစ်အထိုင်စကန်ဟာတနစ်ကျော်ရှိပြီဖြစ်ပြီးအဲ့ဒီစကန်ဟာစစ်တောင်းအရှိကလမ်းဟောင်းလမ်းတက်ကိုအဓိကကာကွယ်နေတာလို့နေပြည်တော်တိုင်းစစ်ဌာနအစိုးရဦးစီးချုပ်ဗိုလ်လက်ရာက People's Wing ကိုပြောပါတယ်စကန်တဲ့တပ်ပွဲမှာ drone ဖြတ်ဆက်အပေါဝင် MA11 တလက် MA3 တလက် G3 3လက်60မမတလက် pistol တလက် 60mm အကြီး၅လုံးကြီးပေါက်10ခုကြီးမျိုးစုံ1000ဝန်းကျင်နဲ့မီးစက်တလုံးကိုလည်းတင်းစီရရှိခဲ့တယ်လို့ဖော်ပြပါရတယ် ။ဒါ့အပြင်တိုက်ပွဲမှာစစ်ကောင်စီတပ်သားတွေအထင်အားကဆုတ်ခွာထွက်ပြေးသွားခဲ့ကြပြီးရွာသစ်ကျေးရွာအထိုင်စခန်းနဲ့ကျေးရွာအတွင်းကစစ်ကောင်စီတပ်ရဲ့ကာကင်းစခန်းအားလုံးကိုအောင်မြင်စွာသိမ်းပိုင်နိုင်ခဲ့တယ်လို့ဆိုပါရယ်။ဒါပေမဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုလေကြောင်းတိုက်ခတ်မှုတွေကြောင့်ပိတ်မိနေတဲ့ကျေးရွာနေပြည်သူတွေကိုတိုက်ပွဲလွတ်ရာနေရာတွေကိုကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ဆိုပါရယ်။လက်ရှိအချိန်စစ်ကောင်စီတပ်ကစစ်ကူအင်အားဖြည့်ပြီးပြန်လည်တိုးဝင်လာတာကြောင့်တိုက်ပွဲငယ်တွေဆက်လက်ဖြစ်ပွားနေတယ်လို့ပြောပါရယ်။ ဒါကြောင့်စစ်တောင်းမြေကန်ဝန်ကျင်မှာနေထိုင်ကြတဲ့ကြီးရွာနေပြည်သူတွေအနေနဲ့စစ်ရေးတရင်နဲ့နေထိုင်သွားလာကြဖို့နေပြည်တော်တိုင်းဆက်ဌာနကတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။ဒီနေ့ညလက်ခင်းတိနောက်ဆုံးရရှိလာတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစူးစိတင်ဆက်ပေးသွားကြတာဖြစ်ပါတယ်ရှင်။